ခွန်ကြီးကြောင့်ပြီးမှရှိတဲ့ကိုရောင်ရှင်နာကိုရောက်မှာတော့ငပိန်ကကိုိသည်အတင်းမှာဘာရှိရလဲ음မင်းတို့မမျောလိုက်တာတဲ့အရာလို့ပြောလို့ရပါတယ်တညမှာတော့ဖို့တုတို့ဖွေကတော်ကြီးတစ်ခုတည်းကိုရောက်နေခဲ့ကြတယ်ဟမ်ဖို့တုတို့တွေဘလို့ဖြစ်ပြီးတော့ဒီတော်ကြီးတွေကိုရောက်နေရတယ်အဲ့တော့ငါလည်းမသိဘူးဟာ ဒီတော့ကြီးတဲ့ကိုရောက်လာတာအကြောင်းတော့ရှိရမှာဟုတ်တယ်ဟာဒီနေရာကတာမန်နေရာမဟုတ်တဲ့ပြင်တို့ရီအနေရီနဲ့ရင်ဆိုင်ရတော့မယ်လို့ပြောနေတယ်လို့ပဲမသိရင် तू ပဲအကြမ်းမြင်ရနေတယ်လို့နေခုနကမီးလင်းရောင်ကိုမြင်ကြလားဘယ်နာတော့ဟုတ်မလီဟာအော်အေးတွေ့ပြီတွေ့ပြီအဲ့ဒါဘာဖြစ်လို့လဲငါတင်တော့အဲ့ဒါလူနေရင်ဖြစ်တော့တယ်ဟာတို့ရီဘယ်ရောက်နေရဲဆိုတာသွားမိကြည့်ကြမလားအင်းလေအဲ့လိုဆိုလေသွားမိကြတာပေါ့အဲ့လိုနဲ့ ဖိုးထူးတို့လည်းမင်းလေးအောင်မြင်နေရတဲ့ဘက်ကိုထွက်လာခဲ့လိုက်ကြသည်မင်းလေးနေရနာရောက်မှတော့တဲရင်လီတလုံးကိုတွေ့လိုက်ရှာတာပါဝါဒီလိုတော်ကြီးထဲမှာတဲရင်လီတလုံးရှိနေတာထူးဆန်းလိုက်တာအေးနော်မဟုတ်မတဲရင်များလားမသိဘူးကဲတယောက်တစ်ပေါက်ထင်ကြီးပြီးပေးမနေချာနဲ့တဲရလားလူလားသိရအောင်ငါခေါ်လိုက်မယ်အဲ့လိုပြောပြီးတော့မိဝိုင်းကအော်ခေါ်လိုက်တယ် ပြောအင်းရှင်တို့အင်းရှင်တို့ရှိကြနိုင်ဟမ်အဲ့ဒီချိန်မှာပဲမင်းရင်ခိုင်ထားတဲ့ပိုးကိုတယောက်ကတဲရင်နေရနေထွက်လာခဲ့တယ်။အော်ဖိုးတို့ဖွဲ့ရောက်လာကြမလားဟမ်အဖိုးကတတော်လာမှာကိုကြိုသိနေခဲ့တာလား။음အဲ့လိုပဲဆိုပါတော့လာလေအိမ်ထဲကိုဝင်ကြအောင်။အဲ့လိုနဲ့ဖိုးတို့လည်းတဲရင်ထဲကိုဝင်သွားလိုက်ကြတယ်။ တဲ့ရင်တွေကိုရောက်မှာတော့ဘိုးကကဲငါမီးတို့ထိုင်ကြအောင်အဲ့လိုပြောပြီးမင်းရင်ကိုသူတို့ရှေ့မှာချထားလိုက်တယ်အဖိုးအဖိုးကလူလာတဲ့ရင်လိုက်တော်ပေါ်မိကြောင်အဖိုးကထရင်ရောတယ်ဒီအောင်မတော်လေးကချစ်ဖို့ကောင်းနေတာလူပေါ်ကမီးလေးတို့ရဲ့အဖိုးကလူစစ်စစ်ပါကွယ်အော်အဲ့လိုလားဒါနဲ့အဖိုးကဘလို့ဖြစ်ပြီးဒီလိုတော်ကြီးထဲမှာတယောက်တည်းရှိနေရလားအင်း အဘိုးကအိမ်ထဲရံဖြစ်ပြီးဒီတော်ကြီးထဲမှာလာနေနေတာကွဗျာနောက်တော့ပါကွာအဘိုးကဒီတော်ကြီးထဲကိုရောက်နေတာအဘိုးတသက်ပဲကွဟမ်ဟုတ်လားဘိုးအဲ့ဒါဆိုတားတို့ရောက်နေတဲ့ဒီတော်ကြီးကဘယ်နေရာလဲယင်အင်းဒီတော်ကြီးကတားတို့ရွာရဲ့နောက်ဘက်ခြမ်းမှာရှိနေရကွဒါဆိုသမီးတို့ရွာနေနေတာပေါ့နော်ဟုတ်တယ်မိလေးတို့ရဲ့ဒီတော်ကအောင်မဲရွာနေနေနေလေးပါဒါပေမဲ့ ဒီတော်ကြီးထဲမှာမကောင်းတာတွေဖြစ်ပျက်ခဲ့တာဆိုတော့ဒီတော်ကြီးလေးကိုလူတွေရောက်မလာတော့ကြာနေပြီကွ။ဒါဆိုတားတော့ဘလို့အိမ်မြန်ရမှာလဲ။အိမ်မြန်ချင်းနေကြမလား။ခုမှရောက်လာတော့အေးစိပေါ့။အဖိုးမိလေးတို့ထူးခြားစမ်းကြတဲ့ဘုံကြီးကြောင့်မြတ်တစ်ခုကြောင့်ပြောပြမယ်။နားထောင်ကြမလား။အဲ့လိုဆိုရင်တားတော့ကြိုက်တာမို့ဗျာ။တရေအချောင်းရောပါလာလိုက်ရင်ပို့ပို့။အင်းတရေအချောင်းတော့မပါဘူးကွ။ဟုတ်လားအဲ့ဒါဆိုတားကြိုက်ပြီ။ အေးကွယ်အဲ့လိုဆိုရင်အဖိုးပြောပြပြီနော်အဖိုးရဲ့တဲနဲ့မလန်မကန်မှာဘုံကြီးကျောင်းမြတ်တခုရှိပြီးတော့အဲ့ဒီကျောင်းမြတ်တဲကိုတော်ရုံလူတွေဝင်လို့မရအောင်စောင့်ကြည့်နေတဲ့တရေတကောင်ရှိတယ်ကွယ်ဟာဖိုးဖိုးကလည်းပြောတော့တရေကျောင်းမပေါ့ဘူးဆို What ဟဲ့လူကြီးကစကားပြောနေဖြတ်မပြောအောင်လေရပါတယ်ကွယ်အဲ့ဒီကျောင်းကိုစောင့်ကြည့်နေတဲ့တရေကကြောက်စရာမကောင်းလို့တရေမပေါ့ဘူးလို့ပြောမိတာပါဟာရပါတယ်ဖိုးဖိုးရဲ့သူလည်းပါးစပ်ကသာကြောက်တယ်ပြောနေတာ တားတို့သွားတဲ့နေရာတိုင်းလိုက်တယ်။လိုက်ရမှာပေါ့ဟာတို့အဖွဲက၄ယောက်လေးရှိတာ။ဒါကိုအဖွဲရဲ့စီးလုံးခြင်းလို့ခေါ်တယ်ကွ။ပြောင်ပြူးတဲ့လမ်းမဲဖြစ်ဖြစ်ကျန်းတဲ့လမ်းမဲဖြစ်ဖြစ်ကို့အဖွဲတွေသွားရနောက်ကိုလိုက်ရမှာကို့တောင်းဝင်မယ်။ဟုတ်ကဲ့ပါပူပူ။ဒါနဲ့အဖိုးပြောနေတာဘယ်ရောက်သွားမလဲမသိဘူး။အဲ့ဒီဘုံကြီးကြောင်းမြက်ကိုတရေတကောင်စောက်ကြည့်နေရဆိုတဲ့နောက်ရောက်ပြီဗျ။အော်အေးအဲ့ဒီတရေကဘုံကြီးကြောင်းမြက်ကိုစောက်ကြည့်ရတဲ့အเจ้าရင်ရှိနေခဲ့တာကွ။ အဲ့ဒီကြောင်ရင်ကဗာမြလဲရင်ပူပူอืมအဲ့ဒါအဲ့ဒီဘုံကြီးចောင်းပြတ်တယ်မှာအနာဂတ်ကိုကြုံမြင်နိုင်တဲ့စာကိုရှိနေလို့ပဲဗျာတကယ်လားရင်ပူပူဒါဆိုအဲ့ဒီစာအုပ်ထဲမှာနောက်ပြမဲ့အကြောင်းနေအကုန်ရှင်းထားတာပေါ့နော်อืมအဲ့ဒါတော့ဘူးလေတိကျမသိဘူးကွတားတော့သိချင်ရင်တွားယူကြည့်ပါလား။โอเคတားတော့အဲ့ဒီစာကိုတွားယူမယ်။ ွားယူမယ်။အဲ့လိုနဲ့ဖိုးတူလည်းအဲ့နေရာကနိုးလာခဲ့တယ်။ဟမ်။ငိုင်းမက်မက်နေရပြီ။ဒါဆိုအနာကိစ္စကိုကြောင်းကတကယ်မဟုတ်တာများလား။အဲ့ဒီအချိန်မှာပဲဖိုးတူမီဒေါ်ပြုံးကတားရီမနှိုးသေးဘူးလားကွ။ဟုတ်နိုးနေပါပြီမမီ။အေးကွအဲ့လိုဆိုလဲမျက်နှာသေးသွားတိုက်ကြည့်။အမေသားအတွက်ထမင်းကြော်ထားတယ်ကွ။အေးကုန်တော့မှာ။ဟုတ်ကဲ့မမီ။အဲ့လိုပြောပြီးဖိုးတူလည်းမျက်နှာသေးဖို့အတွက် အခန်းမြေဘက်ကိုထွက်သွားခဲ့တော့တယ်။နေပဲရောက်တော့ဖိုးထူကသူ့ရဲ့စပိုက်တာမန်အုတ်ထုတ်ကိုစောင်းပြီးမိဘိုင်းတော်အိမ်ဘက်ကိုထွက်လာခဲ့တယ်။အဲဒီအချိန်မှာပဲသူ့နောက်ကနေငပိန်ကစပိန်စီပြီးတော့ရောက်လာခဲ့တာပါ။ဟာဖိုးထူမင်းလည်းမိဘိုင်းမတော်အိမ်ကိုတွားနေရလား။ဟုတ်တယ်ငပိန်ကမိဘိုင်းမဖုန်းလန်းဆက်တာနဲ့တခါလေးထွက်လာခဲ့လိုက်တာ။အဲ့ဒါဆိုလေစပိန်မော်တက်လေအတူသွားကြတာပေါ့။အဲ့လိုနဲ့ ပေါ်တူနဲ့ငပိန်နဲ့စပိန်စီပြီးမိဝိုင်းနော်အင်ကိုထွက်လာခဲ့လိုက်တယ်။ဘယ်ရင်မာတို့အင်ကိုရောက်မှာတော့တုတ်ပေါ်နဲ့မိဝိုင်းကကွက်ပြစ်ပေါ်မှာထိုင်ရင်အလုံရှုံနေခဲ့ကြတာပါ။ဟာဟာပေါ်တူကလာပြီ။မင်းတို့နေအောင်လေနော်။စားရနေမှာရောက်လာကြတယ်။အေးလေစော်စီထွက်လာကြတာမဟုတ်ဘူး။ဟာငါလည်းမင်းဖုန်းဆက်ပြီးရတယ်ချက်ချင်းထွက်လာခဲ့တာပဲဟာ။အဲ့ဒါဆိုဘဲဟိုတဝေထိုးနေလို့ခုမှရောက်တာလေ။ ဘဲမှာတဝင်မထိုးပါဘူးဟာကဲပါကဲပါခုမော်စားလို့ရပြီမလားစားကြတာပေါ့အဲ့ဒီလိုနဲ့ဖိုးတူတို့လည်းကွက်ပြေပေါ်မှာထိုင်ပြီးမုန်းလက်ကောက်စားနေကြကြရဲ့ဝါမုန်းလက်ကောက်ကစားလို့ကောင်းလိုက်တာအဲ့လိုပြောပြီးတခုပြီးတခုဗစက်တဲကိုပြစ်တဲ့နေကြတာပါဟေးမင်းတို့ခိုးအကြောင်းသိပြီဗလားဘာကြောင့်များလဲငပေးရဒီလိုဟာတို့ရွာတော့မှလीဖုန်ကြီးចောင်းပြည့်ကြီးတချောင်းရှိရဲဆိုပြီးအဲ့တော့ အဲ့ဒီကြောင်မြက်ကြီးကဘာဖြစ်လဲပြောမယ်လीဟာဒီလိုဟာအဲ့ဒီဘုံကြီးကြောင်မြက်ထဲမှာအနာဂတ်ကိုကြုံမြင်နိုင်တဲ့စောင်းတုပ်ရှိနေရည်ဆိုရင်ဟာအနာဂတ်ကိုကြုံမြင်နိုင်တဲ့စောင်းဟုတ်လားဖိုတူပြောကြအောင်အကောင်တော့ကလန့်သွားခဲ့ကြတယ်အမလီဖိုတူရဲ့စကားကိုပြည့်သက်သာပြောရင်လေကြားပါတယ်ဟာ sorry ပါဟာငါလည်းအရန်ကိုအံ့ဩသွားလို့ပါဘာကိုအံ့ဩတာလဲဟာအနာဂတ်ကိုကြုံမြင်နိုင်တဲ့စောင်းကအံ့ဩဖို့ကောင်းလို့လား အဲ့ဟာလေပါရေဟတကယ်တမ်းကငါကအဲ့ဒီစာအုပ်ကြောင့်အရင်သိနေပြီသားကွာဟမ်မင်းကဘယ်လိုသိရလဲအိမ်မက်ထဲမှာသိတာဟဟမ်ဘယ်လိုကြီးလဲအေးမင်းတို့လည်းငါပြောရင်ယုံကြမှာမဟုတ်ဘူးတကယ်တမ်းကလေအဲ့ဒီကြောင့်ငါ့အိမ်မက်ထဲကနေကြားသိပြီသားဟအဲ့လိုပြောပြီးဖို့တူလေးသူမခဲ့တဲ့အိမ်မက်အကြောင်းကိုအကြောင်းဆုံးပြောပြလိုက်တယ်ဒါဆိုတို့အဖွဲ့ကိုအဲ့ဒီစာကိုရှာစီနေတာနဲ့တူရယ်နော်အေးဟာ ငါလည်းအဲ့လိုထင်တာပဲဘလို့လေတို့တွေသွားရှာကြမလားကြာသလားလို့သွားကြတာပေါ့ဟေးဟေးခဏလေးဖိုးတို့ရဲ့အိမ်မက်ထရအတိုင်းဆိုအဲ့ဒီကြောင်မြကြီးကိုစောက်ကြည့်နေတဲ့သူကတရင်မလားအေးလေအဲ့ဘာလို့လဲဘာဖြစ်ရမှာလဲမိဝိုင်းကြောက်လို့ပေါ့ဟာအဲ့ဒီတည်းကတို့အသက်တွေနှုတ်ယူသွားရင်ဘယ်နဲ့လုံးမလဲတို့ဝဲရတရင်ဖက်နဲ့အဖွဲရေဆိုတာမင်းနေဗလားတော့ပေါ့အေးလေဟေးကြောက်စရာမရှိကြံပံကိုကြောက်နေသေးတာ အနောက်တော့ပိုးထူးလိုလေအချိန်ဆွဲမနေတော့ဘဲနဲ့ရွာနောက်မှာရှိတဲ့ဘုံကြီးကျောင်းမြေရှိရာတောထဲကိုထွက်လာခဲ့လိုက်ကြတော့လေရွာနောက်မှာရှိတဲ့တော်ကြီးလေးကိုရောက်မှာတော့ငပိန်ကဖို့တူငါ့ကိုလေအဖိုးအောင်ပြောပြတဲ့အတိုင်းဆိုအဲ့ဒီဘုံကြီးဘက်ကဒီနားလေးတင်ရှိလောက်တယ်ဟာအေးဟာဒီနေရာလေငါ့ရဲ့မယ်တရားနေရာနဲ့လေစင်တူနေရာဒါဆိုဘုံကြီးကျောင်းပြတ်ဟောင်းကဒီတော့နားလေးတင်ရှိမှာပါ တို့ရေလိုက်ရှာကြတာပေါ့ပဝန်းကျင်ကိုတေချာလိုက်ကြည့်နေတုပ်ပေါ်ကဟမ်ဘုံကြီးចောင်းပြောင်ကဟိုနားမှာပဲအဲ့လိုနဲ့ပို့ထူတို့လေတုပ်ပေါ်ပြတဲ့နေရာနာလိုက်ကျင်လိုက်ကျင်မှာဘုံကြီးចောင်းမြက်ကိုမြင်လိုက်ရှာတာပါဟုတ်တာပဲလိုက်တွားကြည့်ဆိုင်အောင်အဲ့နောက်တော့ပို့ထူတို့လေဘုံကြီးចောင်းမြက်နာကိုတွားလိုက်ကြတော့တယ် ဖုန်ကြီးចောင်းမြတ်ဟောင်းရှိကိုရောက်မှာတော့တုတ်ဘောကဟိုဟိုဖုန်ကြီးចောင်းမြတ်ကြီးကကြောချက်စရာကြီးနော်အရန်လဲကြောက်ဖို့မကောင်းပါဘူးဟာနေကြောင်းနေငါ့တော့မာနေလေငါ့ကြောက်တော့ခုံမတက်နေပေါ့အေးအေးပါအဲလိုနဲ့တုတ်ဘောလေးမြွိုင်းတော့မှာပုံနေကြီးတော်တယ်အဲ့ဒီအချိန်မှာပဲဖို့သူဟာဖြိုးចောင်းကိုဆောင်းနေတေးကြီးရှိလားဗျတိတ်ရှိတာပေါ့ကွာအဲ့လိုအတန်ပြီးပြီးတေးရဲတကောင်က သူတို့ရှင်နာမှာဘွားခနဲ့ပေါ်လာခဲ့တယ်။အောက်မလေးလန့်လိုက်တာ။ဟီဟီတိတ်လန့်သွားလားမောင်တို့ပေါ့။ဟမ်ကျွန်တော်နာမည်ကိုသိနေတယ်။သိသိတာမဟုတ်ကွာ။မင်းတို့အဖွဲရလီလူလောကမှာရောတရေလောကမှာမှာနာမည်ကြီးရလီ။အော်အဲ့လိုလား။ဒါနဲ့အကိုတည်းကြီးကျွန်တော်တို့ကအနာဂတ်ဆောင်ကိုလာယူလာပါဗျ။သိသိတာပေါ့ကွာလာလီကျောင်းတော့မှရှိတဲ့ဂိုဒေါင်ထဲကိုသွားကြတာပေါ့အဲ့လိုနဲ့ဖိုးထုတို့အဖွဲလေး တရဲခွဲအာနာကိုလိုက်သွားခဲ့ကြသည်ဖုန်ကြီးကြောင့်ဘေးမှရှိတဲ့ကိုရောင်ရှင်နှောင်းကိုရောက်မှာတော့ငပိန်ကကိုိတ်တဲ့အတင်းမှာဘာရှိရလဲ။အင်းမင်းတို့မမျော်လင့်ထားတဲ့အရာလို့ပြောလို့ရပါတယ်။ဒါဆိုရင်အထက်ကိုဝင်ကြတာပေါ့။အိုကေလေမင်းကဖိုတုဆိုတဲ့အတိုင်းဆရာထက်တဲ့နေရာမှာလေထိတ်ဆုံးရမယ်နော်။ဒါမို့ပြကျွန်တော်ကဖိုတုပဲ။ ဟုတ်ပါပြီဟုတ်ပါပြီအဲ့လိုနဲ့တရဲနဲ့ပိုးထူးလို့လေဂူရောင်ထဲကိုဝင်လာခဲ့ကြတယ်ဂူရောင်ကြီးကရှုပ်ပွားနေရပြီငွေတော့ထွက်မလာတော့ပါဘူးနော်ငွေတော့မရှိပါဘူးဟာကျုပ်တရဲကိုကြောက်လို့ဘယ်သူမှမလာရေးကြအောင်အဲ့လိုပြောပြီးတရဲထီကတစ်တာတလုံးဖွင့်လို့အထက်ကနေစောင်းတုပ်ယူလိုက်တယ်ဝါဒါက အနာဂတ်ကိုကြုံမြင်နိုင်တဲ့စာအုပ်ပေါ့နော်ဟုတ်တယ်ဟာဒီစာအုပ်ကိုဟိုးတယောက်ကဘာလို့မင်းတို့လည်းတဲ့အခိုင်းလဲရေးဆိုတော့ကျုပ်လေးခုဒီနားမလည်နိုင်သေးဘူးကျွန်တော်အခွေကစိတ်ကြလို့ဖြစ်မှာဘောဗျအဲ့ဟာလေပေါမှာပေါ့လေဒါနဲ့ဒီစာအုပ်ကိုလက်ခံမှုကစီကန်းချက်၃ချက်ရှိနေဟမ်စီကန်းချက်ကရှိသေးရလားဒါဘောဟာအတိုင်းမမများပါဘူး၃ချက်သေးပါပဲနံပါတ်၁ချက် သူများအသက်မသက်ရအောင်နံပါတ်၂ချက် ။စာသင်ခန်းထဲမှာတကယ်ချင်းနဲ့လည်းရောညီတွေဖြစ်စေဖို့အများနဲ့ပေါင်းစည်းနိုင်ရမယ်။နံပါတ်3ချက်ခက်ခဲတဲ့အချိန်မှာစိတ်ကိုတည်ငြိမ်စွာထားပြီးပြဿနာတွေကိုဖြေရှင်းရမယ်။စိတ်ချပါဗျ။ကျွန်တော်တို့ကုံလုံးနိုင်ပါတယ်။ဒါဘောဟာအဲ့ဒီစီကံချက်ကိုအကုန်လိုက်နာမှာ။တကယ်လို့မင်းတို့တွေကတယောက်ယောက်ကအဲ့ဒီစီကံချက်ကိုဖောက်ပြက်ခဲ့တယ်ဆိုရင်ဒီစာအုပ်ကသူ့လိုလိုပြောက်ွယ်သွားမှာပါ။ဝါစီကံချက်တရားလေးကြောက်ဖို့ကောင်းလိုက်တာ။ဒါနဲ့ ီစာအုပ်ကိုဖတ်ခွင့်ရရှိလိုင်။음ဖတ်ခွင့်တော့ရှိလာမှာပါ။ဘာလို့ဆိုဒီစာအုပ်ကခုချိန်နေမှာမင်းတို့ဘာမှမမြင်ရမှာမဟုတ်ဘူး။စာရက်ကပြောင်းမဲဖြစ်နေမှာ။နောက်ပိုင်းကျရင်တော့မပြောတတ်ဘူးပေါ့။ဟမ်ချက်ချင်းဖတ်ကြည့်လို့မရအောင်လားယ။ကျွန်တော်ကကျွန်တော်အနကမှာပါရီဖြစ်နေမလဲသိချင်လို့ပါဆို။ငါပြောပြရမလား။ငါထင်တော့လေနင်းအနာကမှာဖတ်တီးဖို့ဖြစ်နေလောက်တယ်။အာဒီမီဝိုင်းတော့ငါကြည့်လိုက်ရင်ပိန်သွားမှာပါဟာခုကငယ်တော့မဝနေ မေနေဘူးပြောတယ်ငါ့အမေဘောဟာအဲ့ဒါနေစိတ်ချမ်းသာအောင်လို့ပြောတာနေမှာဗောဟာမဟုတ်ဘူးမဟုတ်ဘူးငါပိန်သွားမှတေးကြတယ်ကဲပါပိန်တာမပိန်တာနောက်တာတို့တွေစအောင်လဲရမီဆိုတော့အိမ်ပြန်ကြရအောင်အန်တော်တို့ဖိုးတူတို့လေတရေစီယာနာကက်ကိုကြုံမြင်နိုင်တဲ့ဇောင်းကိုယူပြီးတော့အိမ်နေရာအနီးထွက်လာခဲ့လိုက်ကြတယ်